မင်္ဂလာပါမင်္ဂလာပါဆိုပေမဲ့လည်းတကယ်တော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာကမင်္ဂလာရှိတဲ့အကြောင်းအရာတော့မဟုတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံသားတွေကို American ပြည်ထောင်စုကပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပါပြီတရားဝင်ပိတ်ပင်တာပါဒါဟာသတင်းကောင်းမဟုတ်ပါဘူးတော်တော်ကိုဆိုးတဲ့သတင်းတစ်ခုဖြစ်ပါတယ်ဒါကိုတစ်ဖက်ကပြန်ကြည့်ရင်လေဟာတာအနေနဲ့ပြောကြတာရှိတယ်ပေါ့ငါတို့နိုင်ငံကမင်းတို့ရှိရကြိုးပိတ်ထားတာပါကွာဆိုပြီးတော့ဟာတာအနေနဲ့ပြောကြတာရှိပါတယ်ဆိုတော့ကျွန်တော်ကတော့မြန်မာနိုင်ငံစစ်တပ်က ပြည်သူတွေကိုနိုင်ငံခြားထွက်ခွန်တွေပိတ်ပင်ထားတာကိုလောင်းပြောင်းတဲ့သဘောနဲ့ဟာတာနေနဲ့ပြောကြတာပါဒါကလည်းဟုတ်ပါတယ်အခု American သမ္မတ Donald Trump ကလက်မှတ်ရေးထိုးပြီးတော့ပြတ်ထန်းလိုက်တဲ့ဥပဒေအရအမိန့်ကြေညာချက်အရကမ္ဘာမှာရှိတဲ့နိုင်ငံပေါင်းများစွာတွေက12နိုင်ငံကလူတွေဟာ American ပြည်တော်စုကိုပြည်ဝန်ခွင့်ရှောက်ထားလို့လုံးဝမရတော့ပါဘူးအခုလိုထုတ်ပြန်တဲ့အထက်မှာ အသေးစိတ်အနေနဲ့ကျွန်တော်တို့ဘာတွေသိထားရမလဲဘလို့လူတွေကိုပိတ်ပင်တာဖြစ်ပြီးတော့ဘလို့လူတွေကိုဝင်လို့ရသေးတယ်ပြန်ပို့မဲ့သူတွေရောရှိသလားဆက်ပြီးတော့နေထိုင်ခွင့်ရတဲ့သူတွေကိုဘလို့လူတွေဖြစ်မလဲလက်ရှိဗီဇာရှောင်းနေတဲ့သူတွေတော့ကိုဘလို့တွေဆက်ဖြစ်လာမလဲဒါလေးတွေကိုကျွန်တော်တို့သိသလောက်မျှဝေပေးပါမယ်ဒီနေရာမှာ American သမ္မတတော်နဲ့ Trump ကဒီအမိန့်ကြေညာချက်ကိုထုတ်ပြန်တဲ့အကြောင်းရင်းကတော့သူတို့ American ပြည်အောင်စုကိုကကွယ်ဖို့ အန္တရာယ်တွေကနေကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်မြန်မာနိုင်ငံကအမေရိကအတွက်အန္တရာယ်တစ်ခုဖြစ်နေသလား။တခြား၁၇နိုင်ငံကလူတွေကရောအမေရိကအတွက်အန္တရာယ်ဖြစ်နေသလား။ဒါလေးတွေကျွန်တော်တခြားစဉ်းစားဖို့လိုအပ်ပါတယ်။ဒါကတော့သူ့ရဲ့စကားဖြစ်ပါတယ်။အမေရိကန်ပြည်တော်စုကိုကာကွယ်ဖို့အထူးသဖြင့်အမေရိကန်ပြည်တော်စုမှာအကြမ်းဖက်တဲ့အရာတွေဖောက်ခွဲဖျက်ဆီးမှုတွေအကြမ်းဖက်မှုတွေကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်ဖြစ်ပါတယ်။ ီထဲမှာအာဖရိကနိုင်ငံတွေပါတယ်အရှိအလယ်ပိုင်းနိုင်ငံတွေပါတယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံပါပါတယ်ဆက်နှစ်နိုင်ငံကတော့လုံးဝကိုပြည်ဝင်ခွင့်ပိတ်တယ်ဆိုတော့အမိန့်တွေကိုသွားတာပါဒီကြားထဲမှာနှစ်နိုင်ငံကတော့ကန့်သက်ချက်လေးတွေရှော့ပေးထားတာရှိပါတယ်ဒါတွေတော့ကျွန်တော်တို့ကကိုယ်နိုင်ငံမဟုတ်တော့အရေးမကြီးလို့ကျွန်တော်တို့မပြောတော့ပါဘူးကိုယ်မြန်မာနိုင်ငံအကြောင်းပဲဆက်ပြောပါမယ်ဒီနေ့ကျွန်တော်ပြောမယ့်အချက်လက်တွေဟာအများကားအဖြစ်ကတော့ဆရာဦးညီညီတို့ တခြားသတင်းဌာနတွေကနေပြီးကျွန်တော်တို့လေ့လာပြီးတော့ရှာဖွေပြုစုထားတဲ့အချက်အလက်တွေဖြစ်ပါတယ်။ဒါဆိုအရင်ဆုံးဘာကြောင့်မြန်မာနိုင်ငံသားတွေကိုပိတ်ပင်တာလဲ၊ကန့်သတ်တာလဲဆိုတာကိုအရင်ဆုံးကြောင်းပြချက်တလေရှာကြည့်အောင်။နံပါတ်1ကြောင်းပြချက်ကတော့ American ပြည်အောင်စုမှာ overstay နေသူတွေပေါ့အထောက်အထားမရှိဘဲနဲ့ American ပြည်အောင်စုမှာအနေကျနေတဲ့သူတွေဟာ20ခွန်တသမ3ခွန်ရာခိုင်နှုန်းရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါရီကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာရောက်လာပြီးတော့အထောက်ထားလည်းမရှိတော့ဘူး။ဆရွက်စန္ဒာနေရှောက်ရင်လည်းရှောက်ထားမယ်ပေါ့ဗျာ။ဒါပေမဲ့လေမအောင်မြင်ဘူးပေချခံရတာရှိ။အဲ့လိုလူတွေကမပြန်မဲနဲ့ဒီနိုင်ငံမှာပဲအလုဆက်လို့နိုင်ငံတော်ကိုလည်းအခွန်မဆောင်ရတဲ့ဝင်ဝင်လေးနဲ့အဆင်ပြေအောင်ရက်တည်ပြီးတော့နေနေရတဲ့သူတွေပေါ့ဗျာ။လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်15နှစ်တုန်းကတော့ဒါတွေတော်တော်အဆင်ပြေတယ်ပြောရမယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုလို့ပို့တည်အောင်စိတ်ကူးရှိခဲ့တယ်ပေါ့ဗျာအဲကျွန်တော်တို့ရဲ့မိတ်ဆွေတွေကလည်းဒီလိုတွေအကြံပေးတာတွေအများကြီးရှိခဲ့ပါတယ် အဲကြောင့်မကျွန်တော်တို့လည်းအမေရိကအိမ်မက်ကိုမက်ခဲ့ဘူးပါတယ်။နောက်တစ်ခုကတော့ overseas student တွေပေါ့။ကျောင်းသားတွေကျောင်းသား visa နဲ့လာတယ်ပြီးတော့မပြန်တော့ဘူး။ကိုကျောင်းကျောင်းတက်ရမယ်နှစ်ကန့်ကတ်တက်ပြီးတဲ့အချိန်မှာမပြန်တော့ဘူး။ဆရာဆရာတန်းလည်းမရှိဘူး။ဆက်ပြီးလျှောက်ထားရလဲရှိကောင်းရှိမယ်။လက်မခံတာလည်းဖြစ်ကောင်းဖြစ်မယ်။မလျှောက်တာလည်းဖြစ်ကောင်းဖြစ်မယ်။တို့တွေမပြန်တော့ဘူး။အလုပ်ကံရတဲ့နေရာမှာဝန်ရှာတယ်အလုပ်လုပ်တယ်။ရတဲ့ပတ်စံလေးနဲ့ရက်တည်ကြတယ်။နောက်ຫນွေထက်ခေါ်ရင်ခေါ်မယ်မိသားစုထောက်ပံ့ထောက်ပံ့မယ်။ အခြေအနေမျိုးမျိုးကြောင့်ပေါ့ဗျာဒီမှာဆက်နေကြတယ်ဒီလိုလူတွေက52တသမ69ရာခိုင်နှုန်းတိရှိပါတယ်ဒါတော်တော်များတဲ့ပမာဏပါဗျာအမေရိကန်မှာလည်းတကယ်တော့ဟုတ်ပါတယ်မြန်မာတွေအများကြီးအများကြီးပါအဲ့ဒီအများကြီးထဲမှာမှာတော်တော်များများကစာရွက်စာတမ်းမရှိပဲနေနေကြတော့ပါဒီလိုစာရွက်စာတမ်းတွေမရှိတာကသူတို့နိုင်ငံတွေကနေပြန်ကြည့်ရောလေဟုတ်ပါတယ်စာရွက်စာတမ်းမရှိရင်တခခုပြစ်မှုလုပ်မယ်ဆိုရင်တော့မှဒီလူကိုဒီလူရဲ့နောက်ကြောင်းကိုဘယ်လိုလိုက်ရမှာမသိဒီလူပဲမာနေလဲဆိုတာကလည်း ရှားခတ်မယ်ဘသူလဲသူ့ရဲ့ယောက်နောက်ခံရာဇဝင်ကဘာရရှိတယ်လဲဘလို့လူလဲဘလို့အလုပ်တွေလုပ်တယ်လဲနိုင်ငံတော်အခွန်ဆောင်ထားသလားဘလို့နေရာတွေမှာသွားလိမ့်ရှိတယ်လဲဒါလို့သူ့နောက်ကြောင်းလိုက်ဖို့ကြတော့အချက်အလက်မရှိဘူးဖြစ်သွားတယ်ပေါ့ဒါလို့လူတွေကအကြမ်းဖက်တဲ့ကိစ္စတွေလုပ်လာပြီဆိုရင်သူတို့တွေပို့ပြီးတော့ပြဿနာတက်တာပေါ့ဗျာမိကိုတစ်လျှောက်လိုက်ဖို့ကခတ်သွားတာပေါ့ဒါတွေကြောင့်လေပါပါလိမ့်မယ်ဒီလိုပြဿနာတွေဒီလိုအရာတွေရှိတဲ့အတွက်ကြောင့်အခုလက်ရှိပိတ်ပင်လိုက်တဲ့ ဗီဇာအမျိုးအစားတွေပိတ်ပင်လိုက်တဲ့အခြေအနေတွေကဘယ်လိုလူတွေလဲဘယ်လိုလူတွေကိုပိတ်ပင်တာလဲဆိုတော့ယာယီအခြေချဖို့ visit visa နဲ့ဖြစ်ဖြစ်ယာယီအခြေချဖို့လာတဲ့သူတွေလည်း visa လျှောက်ခုမရှိတော့ပါဘူး။ယာယီမဟုတ်ဘူးအမြဲတမ်းလာနေမဲ့သူတွေဆိုရင်လည်း visa လျှောက်ခုမရှိတော့ပါဘူး။ငကူကလေးကမှ visa လျှောက်ဖို့ appointment လျှောက်ရတာ appointment စောင့်နေရတာကြာတယ်ဆိုတော့အခုဆိုရင်လုံးဝပါလျှောက်ခုမရှိတော့တာပါ။ဒီထဲမှာ ျွန်တော်တို့နှစ်စဉ် DV ထိုးကြတဲ့သူတွေရှိတယ်ပေါ့ DV သမားတွေရောပါလားဆိုတော့ပါပါတယ်ဗျ DV သမားတွေပါဗီဇာမရသေးတဲ့သူတွေဟာဝန်ကုန်မရှိတော့ပါဘူးချက်ခွန်လည်းမရှိတော့ပါဘူးဒါဟာဘလောက်ကြာမလဲဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ဥပဒေထဲမှာလည်းပြောထားပြီးသားပါနောက်ထပ်ကောင်းမွန်တဲ့အခြေအနေတွေရှိလာရင်လည်းဖြေလျှော့တာပိုဆိုးရင်လည်းဒီထက်တိုးတာတွေရှိကောင်းရှိလာနိုင်တယ်လို့သူကပြောထားပြီးသားပါ ဆိုတော့ကျွန်တော်မြန်မာနိုင်ငံကလာမဲ့ဒေါ်နယ်ထရန့်ရဲ့သမတတက်တန်း၄နှစ်ထားပါတော့ဗောဗျာ။နာမဲ့၄နှစ်အတွင်းမှာကျွန်တော်နိုင်ငံကြီးဟာကောင်းမွန်လာပြီးတော့သူတို့နိုင်ငံအတွက်အကျိုးအမြတ်ရှိမဲ့အရာတွေရှိလာမဲ့ဆိုရင်တော့နာမဲ့၄နှစ်အတွင်းမှာပြန်ဖွင့်ပေးရင်ဖွင့်ပေးနိုင်တာဗောဗျာ။ဒါကတော့စိတ်ကူးမြန်မာနဲ့မဖြစ်နိုင်ပါဘူး။ပိုဆိုးလာဖို့ပိုတားမြစ်ပိတ်ပင်ဖို့ပဲရှိပါတယ်။ဒါဟာသတင်းစိုးပေးတာလည်းမဟုတ်တလို့ရင်းနှစ်သူဝါကူထိုးတဲ့เนาะစိတ်သက်တွေကို စီမဲ့စကားပြောတာတော့မဟုတ်ပါဘူးဒါအမှန်တရားပဲပြောတာပါဆိုတော့ယာယီလာမဲ့သူတွေလည်းမရဘူးအမြဲတမ်းလာပြီးနေကျင်တဲ့သူတွေလည်းမရတော့ပါဘူး DV သမားတွေတောင်မရတော့ပါဘူး DV ပောက်ထားတဲ့သူတွေလည်းပဲ American ကိုဝင်ခွင့်မရှိတော့ပါဘူး Visa ပေးမှာမဟုတ်တော့ပါဘူးအကယ်၍ Visa ဆက်လျှောက်လို့ရနေသေးရဲ့ဆိုတော့မှရဖို့အရန်ခက်ပါလိမ့်မယ်ဒါဆိုရင်ဘလို့လူတွေဝင်လို့ရသေးလဲဒါလေးအရင်ဆုံးပြောကြည့်အောင်ဘလို့လူတွေဝင်လို့ရသေးလဲဆိုတော့ ဒီဥပဒေကိုမထုတ်ပြန်ခင်ဒီအမိတ်မကြေညာခင်မှာရထားတဲ့ဗီဇာသမားတွေဆိုရင်တော့ဝင်လို့ရပါသေးတယ်ကျွန်တော်တို့တရင်ချက်လက်ရထားတဲ့လောက်ဆိုလို့ရှင်တော့ဒီဂျွန်လ6ရက်နေ့မတိုင်ခင်မှာရထားတဲ့ဗီဇာတွေဟာ American ပြည်ထောင်စုမှာဝင်ခွင့်ရှိပါတယ်ဝင်ခွင့်ရှိလို့အမြဲတမ်းနေခွင့်ရပြီလားဆိုလဲမဟုတ်ပြန်ဘူးဗျကျောင်းသားဆိုရင်ကျောင်းသားဗီဇာရထားရင်ကျောင်းတက်ပါကျောင်းတက်ပြီးရင် ပြန်ကိုပြန်ရမှာပါအကယ်၍မပြန်ဘူးဆိုလို့ရှိရင်နောက်ဆက်တွဲမှာ နှင်ထုတ်ခံရတာတော့အဖမ်းခံရတာတော့ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်ဒီလိုလူတွေအကြောင်းလဲအခုလိုတွေပိတ်ပင်ခံရတာဖြစ်ပါတယ်ဗျကျောင်းလာတက်တယ်ကျောင်းသားဗီဇာလျှောက်တယ်ခိုးရောက်တဲ့ကျောင်းမတက်ဘူးချက်ချင်းဆိုလို့အလုပ်တွေထွက်လုပ်လိုက်တယ်ဒါသူတို့ရဲ့ကျောင်းသားစင်းနေကြည်တော့ကျောင်းလျှောက်ထားတဲ့စင်းနေမှာရှိတယ်တကယ်တကယ်ကျောင်းတက်လာဆိုတော့မတက်ဘူးဒီလိုလူတွေရှိတယ်ဗျအများကြီးပဲအဲ့လိုလူတွေကြောင့်လေအခုလိုပိတ်ပင်မှုတွေကပိုဆိုးတာဖြစ်ပါတယ် နောက်ထပ်အလဲပတ်ဗီဇာပေါ့ဗျာတချို့ကအလဲပတ်ဗီဇာကိုရက်သက်တစ်ပတ်အနည်းငယ်လအနည်းငယ်သွားပြီးလဲရမယ်အဲ့ဒါပြီးရင်ပြန်ပေါ့ဗျာအဲ့လိုလူတွေကလာလဲခွင့်ရှိရှိဗီဇာရထားပြီးသားသူတွေပေါ့ဗျာဒီဥပဒေပြဋ္ဌာန်းတဲ့မတိုင်ခင်ကရထားတဲ့ဗီဇာတွေဂျွန်လ9ရက်မတိုင်ခင်ရထားတဲ့ဗီဇာသမားတွေဟာလာရောက်လဲပတ်ခွင့်ရှိပါမယ်ဒါပေမဲ့ပြီးရင်ပြန်ရမယ်ပေါ့ဝန်လာရင်လည်းသူတို့ဟာတော်တော်ကိုတင်းကျပ်တဲ့စီကံဥပဒေတွေနဲ့စစ်ဆေးမှဖြစ်ပါတယ် ဒါကြောင့်မလို့ဝန်လာရင်လေအလေပတ်ဗီဇာဆိုရင်လည်းလေပတ်ဗီဇာပြီးရတယ်ပြန်ကြဖို့ကျောင်းသားဆိုလည်းကျောင်းတက်ပြီးရတယ်ပြန်ကြဖို့အရင်ရေးကြည့်ပါတယ်ကျောင်းသားဗီဇာလျှောက်ပြီးတော့လက်ခံနိုင်တဲ့အချက်လေးလေးရှိသေးတယ်ဘာလဲဆိုတော့ကျောင်းသားဗီဇာလျှောက်တယ်ကျောင်းသွားတက်တယ်ကျောင်းတက်ပြီးမှ overstay နေတာဟာဆော့ဆော့ပြောတဲ့ကျောင်းတော်မတက်ဖဲနဲ့အလုပ်ဝင်လုပ်တဲ့သူတွေတော့တော့မစိုးသေးဘူးပေါ့ဗျာဆိုတော့ကျောင်းတော်ကျောင်းလျှောက်ပြီးတော့ဟိုရောက်တော့ကျောင်းမတက်ဖဲနဲ့ချက်ချင်းဆိုတော့အလုပ်ဝင်နေလုပ်တဲ့သူတွေကတော့ တစ်ဖက်ကကြည့်ရင်လည်းသူတို့ရဲ့ဘဝပဲချင်နေပေါ့ဗျာဟုတ်တာပေါ့ငါတို့လည်းအဆင်မပြေလို့ကြောင်းမတက်ဘူးဒီကငါတို့အလုပ်လုပ်မှစားရမှာဆိုဒါလည်းဟုတ်ပါတယ်ဒါတော့ဒါပေမဲ့ဥပဒေကဥပဒေပဲလေဥပဒေဟာခမည်းတော်မင်းမစားရတာခမည်းစားကြရမရှိရဘူးမကြည့်ဘူးဥပဒေကဥပဒေပဲတတ်မှတ်ထားတဲ့ဥပဒေတိုင်းပဲသွားတာပေါ့ဗျာဒါကြောင့်မလို့သူတို့နိုင်ငံသွားတယ်ဆိုရင်သူတို့ဥပဒေကိုလိုက်နာမှတာလေမကုန်းမတကောင်ကြောင့်တလီလုံးပုံမဲ့အဖြစ်ကိုမဖြစ်မှဖြစ်ပါတယ်အခုတော့ဖြစ်သွားပါပြီဒါဟာအမေရိကပဲရှိပါသေးတယ် တခြားနိုင်ငံတွေလည်းဖြစ်လာနိုင်ခြင်းရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်မြန်မာတွေဘယ်နိုင်ငံရောက်ရောက်ရောက်တဲ့နိုင်ငံရဲ့ဥပဒေကိုလေးစားဖို့လိုအပ်ပါတယ်။နောက်ထပ်အကြောင်းအရာလေးရှိသေးတယ်ဗျ။ဒါဆိုရင်ရှောက်လို့ရတဲ့သူတွေရှောက်လို့မရတဲ့သူတွေပြောပြီးဆိုတော့ဘလို့လူတွေကိုဘလို့လူတွေကဒီနေရာကနေလွတ်တလေပေါ့။ဥမာပြန်စရာမလိုတဲ့သူတွေသူမုံနှင်မထုတ်မဲ့သူတွေဒီလူတွေဟာအခုပြတ်ထန်းချက်နဲ့လွတ်တယ်ပေါ့ဗျာ။ပထမတစ်ချက်ဒီပြတ်ထန်းချက်နဲ့လွတ်တဲ့သူတွေကတော့ green card ခံဆောင်ထားတဲ့သူတွေပါ။ ဟိုအရင်တုန်းကအမေရိကကိုရောက်လာပြီးတော့နှစ်ပေါင်းများစွာအလုပ်လုပ်ခွန်ငွေတွေဆောင်ပြီးတော့ green card ရှောက်တဲ့သူတွေအဲ့မှာ green card ရထားတယ်။နောက်ပိုင်းကျွန်တော် DV ပောက်ပြီးတော့ဒီ PK နှစ်ပိုင်းတွေမှာ DV ပောက်ပြီးတော့ရောက်သွားတဲ့သူတွေ green card ရပြီဆိုရင်လွတ်ပါတယ်။ဒါဆိုရင်ပြီးခဲ့တဲ့မေလကမှ DV ပောက်သွားတဲ့သူတွေ visa ရှောက်တော့မရတော့ဘူးလားဆိုတော့မရတော့ဘူးဂျာကိုင်းတော့အရင်များတော့ပါပဲ။သူတို့ဟာအခုအမိတ်ပြတ်ထမ်းချက်မတိုင်ခင်မှာဗီဇာရထားမှသာလျှင်လက်ခံမှာဆိုတော့နောက်ထပ်ဗီဇာကတော့ ဘာအမျိုးအစားမှကိုရှောက်လို့မရတော့ဘူးလို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်နောက်ထပ်လွတ်တဲ့လူတွေကတော့ American နိုင်ငံသားနဲ့လက်ထပ်ထားတဲ့သူတွေပါ American နိုင်ငံသားအမျိုးသားနဲ့လက်ထပ်ထားတဲ့မြန်မာအမျိုးသမီး American နိုင်ငံသားနိုင်ငံသူအမျိုးသမီးနဲ့လက်ထပ်ထားတဲ့မြန်မာအမျိုးသားသို့မဟုတ်ရင်လည်းလိန်တူဒီလိုလူတွေဆိုရင်တော့ဒီဥပဒေပြဋ္ဌာန်းချက်ကနေပြီးတော့လွတ်ပါတယ်နောက်တစ်ခုကတော့ American နိုင်ငံသားရဲ့သားသမီးဖြစ်နေရင်လည်းလွတ်ပါတယ်နောက်တစ်ချက်ရှိသေးတယ် American နိုင်ငံမှာရှိနေတဲ့ 2022နှစ်အရွယ်အမေရိကန်နိုင်ငံသားရဲ့မိဘဖြစ်နေရင်လေလွတ်ပါတယ်။နောက်တစ်ခုကတော့မွေးစားထားတဲ့သူတွေပေါ့။အမေရိကန်နိုင်ငံသားကနေပြီးတော့မွေးစားထားတဲ့မြန်မာတွေဆိုရင်လေလွတ်မှာဖြစ်ပါတယ်။ဒါကတော့အမေရိကမှာပဲမွေးဖို့မွေးစားမွေးစားမြန်မာနိုင်ငံထိအောင်လာပြီးတော့မွေးစားမွေးစားလွတ်ပါတယ်။နောက်တစ်ချက်ကတော့အာကစားသမားတွေလွတ်ပါတယ်။အာကစားသမားတွေဆိုတဲ့နေရာမှာနိုင်ငံကိုကိုစားပြုတဲ့အာကစားသမားတွေနီးပြအဖွဲ့ဝင်တွေအိုလံပစ်ပြိုင်ပွဲတို့ကမ္ဘာဖလားပြိုင်ပွဲလို့ တိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်တဲ့အားကစားသမားတွေနီးပြအဖွဲ့ဝင်တွေဒါရိုက်တာအဖွဲ့ဝင်တွေဒီလိုလူတွေကတော့ဝင်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်ဒီပြဋ္ဌာန်းချက်ကနေလွတ်မှာဖြစ်ပါတယ်ဒီရှေ့မှာပြောခဲ့တဲ့သူတွေလွတ်တယ်ဆိုရင်လည်းဒါဟာလည်းအချက်အလက်ခိုင်လုံမှဖြစ်ပါမယ်နော်တသက်အချက်လက်အထောက်အထားမခိုင်တော့ရင်လေဒီဒီလူတွေလည်းပြန်ပုတ်ခံရတာတော့နှင်ထုတ်ခံရတာတော့ဖန်စီထိမ့်သိမ့်ခံရတာတော့ဥပဒေတစ်ခုခုကျွလွန်လိုက်လို့ရှိရင်ဖန်စီထိမ့်သိမ့်ခံပြီးတော့ပြန်လွတ်ခံရတာတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒီထဲမှာအရေးကြီးတဲ့အချက်ပြောထားတာရှိပါတယ်မြန်မာနိုင်ငံသားတွေကိုပြည်ဝင်ကွန်ပိတ်ပင်တဲ့ထဲမှာအကြောင်းပြချက်နောက်တစ်ခုကပါလဲဆိုတော့မြန်မာနိုင်ငံဟာတဲ့အရင်တော့ကမြန်မာနိုင်ငံသားတွေကိုဆက်ရွက်ဆက်တာမရှိတဲ့နိုင်ငံသားတွေကိုမြန်မာနိုင်ငံကိုဖမ်းပြီးပြန်ပို့တဲ့အခါမှာမြန်မာနိုင်ငံကလက်မခံဘူးဆိုပြီးတော့နော်သူတို့ရဲ့ပြန်ပို့ခြင်းကိုလက်မခံတဲ့အတွက်ကြောင့်ဆိုတာကလည်းနောက်ထပ်အကြောင်းပြချက်တစ်ခုပါတယ်ဆိုလိုချင်တာကမြန်မာနိုင်ငံအစိုးရကအမေရိကန်နိုင်ငံနေပြန်ပို့တဲ့မြန်မာတွေကိုလက်မခံလို့နော်သူတို့သူတို့နဲ့ cooperate ပေါ့ဗျာနော် ဥပပေါင်းဆောင်ရွက်မှုမရှိတော့ဆိုပြီးတော့လဲဒါနောက်ထပ်အကြောင်းပြချက်တစ်ခုအနေနဲ့ပါလာတာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ဘလို့လူတွေကိုဗီဇာပိတ်တယ်ဘလို့လူတွေဝင်ခွင့်ရှိတယ်ဘလို့လူတွေဝင်ခွင့်မရှိတော့ဘူးဘလို့လူတွေကဒီဥပဒေနဲ့လွတ်တယ်ဘလို့လူတွေကမလွတ်ဘူးဘယ်အချိန်ဒီမှာဗီဇာလျှောက်လို့ရမယ်ဘယ်အချိန်ဒီမှာလျှောက်လို့မရဘူးဆိုတာတော်တော်လေးဆုံတော့ပြီးတင်ပါတယ်ဒီညမှာနောက်တစ်ချက်ပြောရရင်ကျွန်တော်မိတ်ဆွေတွေထဲမှာလည်းအမေရိကကိုအခြေချဖို့အမေရိကမှာဘဝ ရင်းနှီးမြှုပ်နှံဖို့စိတ်ကူးထားတဲ့သူတွေညီမှန်းထားတဲ့သူတွေအများကြီးရှိပါတယ်ဒါစိတ်မကောင်းစရာဖြစ်ပါပြီအဲ့တော့လုံးဝကြီးစိတ်လျှော့လိုက်ရမှာလားလက်လျှော့လိုက်ရမှာလားဆိုတော့လေမဟုတ်ပြန်ပါဘူးတမတာဆိုတာကလေအမေရိကန်ပြည်တော်စုမှာလေတမတာတက်တန်းဟာအခုဆိုရင်လေးနှစ်ပဲကျန်တော့မယ်ပေါ့ဗျာအခုနှစ်ကောဆိုလို့ရှိဆိုတော့သူရဲ့တမတာတက်တန်းဒီတစ်ခုနဲ့တင်ပြီးသွားပြီနောက်တမတာတက်တန်းမှာသူ့ရဲ့ body ကတော့မဟုတ် ူကနောက်ထပ်သမတနေရာမှာဝင်မလာတော့ဘူးသို့မဟုတ်သူ့ရဲ့ policy တွေကိုနောက်သမတကလက်မခံဘူးဆိုရင်လေကျွန်တော်မြန်မာနိုင်ငံသားတွေတို့ပြန်ပြီးခွင့်ရေးရှိလာအောင်ပါဆိုတော့လုံးဝကြီးတော့လေမျိုးလင်းချက်တွေကင်းမဲ့သွားတာမဟုတ်ဘူးပေါ့ဗျာအဲ့တော့တစ်ဖက်ကကြည့်ရင်မကောင်းတဲ့ဘက်ကပြောမယ်ဆိုရင်တော့သမတ Trump ချုပ်ချခံရဖို့သို့မဟုတ်နောက် ရွေးကောက်ပွဲမှာသူ့ရဲ့ party သို့မဟုတ်ဒီ policy ကိုဆက်ကျင်သုံးမဲ့နောက်ထပ်သမ္မတတစ်ယောက်ပေါ်မလာဖို့ဆူတောင်းကြရုံပဲရှိတော့တာပေါ့ဗျာအဲ့တော့အခုအမေရိကအိမ်မက်ရှိတဲ့သူတွေကတော့အင်္ဂလိပ်စကားကိုတော့ဆက်တင်ကြပါကျောင်းတက်မဲ့သူတွေဆိုလို့ရှိရင်လည်းအသက်အရွယ်ရှိသေးရင်တော့စောင့်ပေါ့ဗျာအသက်အရွယ်မမီရောက်ဆိုရင်တော့တခြားနိုင်ငံတစ်ခုကသာတော်တက်ဖို့စိတ်ကူးကြပါ အခုလောလောဆယ်အချိန်လေးရကတော့အမေရိကကိုဝင်ဖို့ကမဖြစ်နိုင်တော့ပါဘူးဗီဇာရှောင်မဲ့သူတွေလည်း ပတ်စံကုန်မခံပါနဲ့ဘသူကတော့ဘလောက်ပေးရင်ဝင်ဝင်လျှောက်ရအောင်ဝင်ဝင်ရအောင်လုပ်ပေးမယ်ဗီဇာရအောင်လုပ်ပေးမယ်ဆိုရင်အလိမ့်တွေဖြစ်လာပါလိမ့်မယ်သူတို့နိုင်ငံကဥပဒေနဲ့တမနာကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ထုတ်လိုက်ပြီဆိုကြတဲ့ကဒါဟာတရားဝင်ဖြစ်ပါပြီဆိုတော့လှုပ်ရှားမဲ့သူတွေပေါ်လာကောင်းပေါ်လာနိုင်တယ်ပတ်စံဘလောက်ပေးရင်ဒေါ်လာဘလောက်ပေးရင်ဗီဇာရအောင်လုပ်ပေးမယ်ဆိုပြီးတော့ပေါ်လာကောင်းပေါ်လာနိုင်ပါတယ်အလေးအညာတွေဖြစ်ဖို့များပါလိမ့်မယ်တတိထားကြပါ နောက်တစ်ချက်ပြောချင်တာကတော့အခုအမေရိကအဖြစ်ပြက်ဟာတခြားနိုင်ငံတွေမှာလည်းကျွန်တော်မြန်မာနိုင်ငံအတွက်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။တခြားနိုင်ငံဆိုတာကလက်ရှိကျွန်တော်မြန်မာနိုင်ငံဟာနေချင်းစရာနိုင်ငံမဟုတ်တော့တဲ့အတွက်ကြောင့်ပုံမကောင်းမွန်တဲ့နိုင်ငံပေါင်းစုံကိုကျွန်တော်တို့ရွှေ့ပြောင်းကြတယ်။ခိုလုံကြတယ်။ဖျက်ပြေးကြတယ်။တရားဝင်တွေရောတရားမဝင်တွေရောသွားကြကြသွားကြပြီးတော့ရှင်းတမ်းဖို့စူးစမ်းကြရတယ်ပေါ့ဗျာ။ဒါဟာကျွန်တော်နိုင်ငံရဲ့လက်ရှိအခြေအနေအမှန်တရားပဲ။ ဘလို့ပဲတော့တော့ဘလို့ပဲရောက်လာရောက်လာကိုရောက်တဲ့နိုင်ငံရဲ့တရားဥပဒေကိုတော့လေးစားကြဖို့အချိန်ချင်းတတိပေးပါတယ်အချိန်ချင်းတောင်းဆိုပါတယ်မိษွေရဲ့အပြုအမူမိษွေရဲ့အနေအထိုင်နဲ့မိษွေရဲ့တရားဥပဒေပေါ်မှာလိုက်နာမှုကတခြားသူတွေအတွက်လည်းကောင်းကျိုးပြုမှာဖြစ်ပါတယ်အဲ့လိုပဲသူတို့နိုင်ငံရဲ့ဥပဒေကိုမလေးစားတဲ့သူတွေများလာပြီသူတို့နိုင်ငံကိုလောင်ပြောင်းတယ်လို့သူတို့နိုင်ငံကိုကဲ့ရဲ့တယ်လို့ သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုတွေအလေအထတွေကိုတံပိုးမထားသလိုစော်စော်ကားသလိုတွေပြုလာပြီဆိုရင်တော့နောက်တခြားနိုင်ငံတွေကလည်းကျွန်တော်မြန်မာနိုင်ငံကြီးကိုပိတ်ပင်ပြစ်ပါလိမ့်မယ်အဲ့တော့အမေရိကစလိုက်တာဖြစ်ပါတယ်ဆိုတော့ဥပမာကျွန်တော်အနည်းဆုံးပြောရရင်ထိုင်းနိုင်ငံပေါ့ဗျာထိုင်းနိုင်ငံမှာဆိုလေခဏခဏကြားနေရတယ်ပေါ့မြန်မာတွေဟိုနောက်ပြဿနာဖြစ်လိုက်ရင်မြန်မာတွေနောက်ပြဿနာဖြစ်လိုက်မြန်မာတခြင်းတွေဖွင့်တဲ့သူကဖွင့်ညတကောင်ညာထားပြီးတခြင်းဆိုရဲဆိုတာဆိုငူယူပြီးရှောက်ပြဿနာရှာတဲ့သူကရှာဟိုနောက်မှာရိပ်ပွဲဖြစ်ဒီနောက်မှာရံပွဲဖြစ် ဒီလိုတွေဖြစ်လာများလာရင်တို့ရဲ့နိုင်ငံသားတွေကဘယ်ချိနဲ့မလဲဘယ်ပျော်တော့မလဲအဲ့လိုမပျော်တာများလာရင်မကျင်တတ်တာများလာရင်အစိုးရကိုဖိအားပေးမှာပဲသူများနိုင်ငံတွေကကျွန်တော်နိုင်ငံလိုမဟုတ်ဘူးပြည်သူဖိအားပေးရင်လုပ်တယ်ကျွန်တော်ဖိမာနိုင်ငံကသာပြည်သူဖိအားပေးလေဂိမ်းမဆိုင်တာဒါအာနာရှင်လေဆေအာနာရှင်ကတော့ပြည်သူအောက်ကဘလောက်အော်အော်အော်တဲ့ပါဇက်ကိုသာပိတ်ဖို့စူးစမ်းမှာ သူတို့អော်တဲ့အကြောင်းအရာကိုစဉ်းစားခြင်းမှာစဉ်းစားမှာတခြားနိုင်ငံတွေကမဟုတ်ဘူးသူတို့နိုင်ငံတည်ငြိမ်အေးချမ်းဖို့ဆိုရင်သူတို့ပြည်သူတွေရဲ့စကားကိုနားထောင်တယ်အဲ့လိုမြန်မာနိုင်ငံသားတွေရှိတာကိုမကျေနပ်လို့ပြည်သူတွေအများစွာသာအောက်ကနေអော်လာပြီးဆန္ဒပြလာပြီးဆိုရင်ဆိုရအောင်လုပ်တော့မှာလုပ်နိုင်မယ်အတိထားကြဖို့လိုအပ်ပါတယ်ဗျဒါဟာတူတူတယောက်ကိုယူရပြီးပြောတာမဟုတ်ပါဘူးအကုံလုံးကိုတတိထားစေချင်လို့တတိပေးတာပါနောက်တစ်ချက်ရှိတယ်ပေါ့သူတို့ဘက်ကကြည်ရင်လေဟုတ်တယ် ဥပမာအမေရိကကိုကြည့်မယ်ပေါ့ဗျာငါနိုင်ငံကိုလာတယ်ငါနိုင်ငံမှာအလုပ်လုပ်တယ်ငါနိုင်ငံမှာပဲကိုလုံးနေကျမရင်မကောင်းလဲငါနိုင်ငံမှာပဲကုသတယ်ငါနိုင်ငံကရတဲ့ပတ်စံနဲ့ပဲစားတယ်တောက်တယ်အိမ်နေဆောက်တယ်မြန်မာနိုင်ငံသူတို့နိုင်ငံကိုတော့ပြန်ပြီးတော့ထောက်ပံ့လိုက်သေးတယ်ဒီလိုလူတွေကငါနိုင်ငံငါ့ကိုကြတော့အခွင့်မဆောင်ဘူးဆိုရင်ဒါစဉ်းစားကြည့်ပေါ့ဗျာဘယ်လက်ခံစရာကောင်းမလဲဘယ်ပြုံးမလဲ အဲ့တော့အမေရိကအဲ့လိုတွေးမှာပဲအထူးသဖြင့်ဒေါ်နယ်ထရမ့်ကိုရွေးကောက်တင်မြှောက်ခဲ့တာအများစုကအဲ့လိုလူတွေများတယ်အဲ့လိုတွေးရသူတွေများတယ်ဟာငါတို့ကတော့အခွင့်အရေးဆောင်လိုက်ရတာစေယုံအတွက်ပညာရေးအတွက်ကျန်းမာရေးအတွက်လျှက်စင်ပြီးတဲ့နိုင်ငံလုံးလုံးရေးအတွက်ငါတို့ကတော့အခွင့်အရေးဆောင်လိုက်ရတာဟိုမှာအခွင့်မဆောင်တဲ့ကောင်တွေကကောင်းစားနေတယ်ငါတို့အခွင့်ဆောင်ရတဲ့သူတွေကြတော့ဘာမှအကျိုးမြတ်ကထွက်မလာဘူးရတဲ့ပတ်စံလေးငါတို့ကနှစ်ပြည့်တပြည့်ကိုအခွင့်ဆောင်လိုက်တာနဲ့ကုန်တယ် ဒီကောင်လေးကြတော့အခွင့်မဆောင်မဲနဲ့ရတဲ့ဥစ္စာအကုန်ယူနေတယ်။ငါတို့ခွန်ဆောင်ထားလို့ရလာတဲ့ service တွေဝန်ဆောင်မှုတွေကြတော့သူတို့မျှပေးနေရတယ်။ဒါမတရားဘူး။ဒီလိုတွေးတဲ့သူတွေအများကြီးဗျ။အဲ့ဒါကြောင့်လေ Donald Trump လိုလူကိုမဲပေးခဲ့ကြတာလို့ကျွန်တော်တို့ခံမှန်းရတာပဲ။အဲ့တော့ America မှာဒီလိုတွေးတဲ့သူတွေရှိရင်ထိုင်းမှာလည်းရှိမှာပဲ။ Singapore မှာလည်းရှိလာမှာပဲ။နောက်ကြရင် England လိုနေရာမှာလည်းရှိကောင်းရှိလာနိုင်တယ်။ Germany လိုနေရာလည်းရှိကောင်းရှိလာနိုင်တယ်။ကျွန်တော်ရောက်နေတဲ့ပြင်သစ်လိုနေရာလည်းရှိကောင်းရှိလာနိုင်တယ်။ အဓိကကကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာဘယ်နိုင်ငံရောက်ရောက်သူ့နိုင်ငံရည်ကြီးမှုသူ့နိုင်ငံရဲ့ဥပဒေကိုလေးစားလိုက်နာဖို့အရေးကြီးတာပဲဒီထဲမှာအခုလိုပြောလိုက်လို့ရှိရင်တော်သားတွေကတော့လာပြီးတော့ဆဲကျင်မှာပေါ့ဗျာမင်းကဘယ်လောက်သိလို့လဲမင်းကဘာကောင်းကြီးမလို့လဲဆိုပြီးပြောချင်ပါပေါ့ကျွန်တော်လည်းကိုယ်နိုင်ငံသားတွေဒုက္ခရောက်တာကိုမပျော်ရွှင်လို့မဖြစ်တဲ့လို့တတိပေးတာဖြစ်ပါတယ်တော်သားတွေကတော့ဘယ်နေရာမှမဆိုရှိနေပါ တောသားဆိုတာတောရတက်လာမှာတောသားမဟုတ်ဘူးပေါ့ဗျာနော်အသိပညာအားနည်းတာလူယဉ်ကျေးမှုကိုလက်ရောညီထွေဖြစ်အောင်မနေနိုင်တဲ့သူတွေကိုတောသားတွေလို့ခေါ်ရမှာပေါ့ဗျာအဲ့လိုလူတွေကတော့စိတ်ချပါလိမ့်မယ်အဓိကကတော့ကျွန်တော်တို့ကောင်းတဲ့သူတွေအသိပညာရှိတဲ့သူတွေကကိုယ်ပတ်ဝန်းကျင်မှာတက်နိုင်တဲ့လောက်ထိမ့်ထိမ့်သိမ့်သိမ့်နေဖြစ်အောင်နေကြဖို့ကိုယ်ပတ်ဝန်းကျင်မှာနိုင်တဲ့လောက်လိုက်ပြီးတော့ထိမ့်ကြဖို့အရန်ရည်ကြီးပါတယ် အခြေအနေတွေပိုဆိုးလာရင်ကိုယ့်အိမ်နီးချင်းနိုင်ငံတွေရပါပိတ်ပင်လိုက်ရင်နောင်လာဖို့စူးစမ်းနေတဲ့သူတွေနောင်ထွက်ဖို့စူးစမ်းနေတဲ့သူတွေလက်နေပြောက်ကုန်ပါလိမ့်မယ်ပိတ်ပင်သွားပါလိမ့်မယ်ဆိုတော့အဲ့လိုမဖြစ်ရအောင်ကိုရထားတဲ့အခွင့်အရေးလေးတွေကိုပိုကောင်းတဲ့အခွင့်အရေးလေးတွေဖြစ်အသုံးချနိုင်အောင်လို့ပြည်နိုင်ငံမဲ့ရောက်ရောက်နိုင်ငံသားကောင်းတို့မဟုတ်ဧည့်သည်ဆိုရင်လေဧည့်သည်ကောင်းပြီးသားကြပါလို့တတိပေးရင်းနဲ့အဆုံးသတ်ပါစေ။